မင်္ဂလာပါဒီနေ့ကျွန်တော်တို့နည်းနည်းလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုဆွေးနွေးချင်ပါတယ်အဲ့ဒါကတော့ Manchester United ကစားမှာပေါ့နော်ဟုတ်ကဲ့ Marcus Rashford ဟုတ်ပါတယ် Marcus Rashford က Barcelona ရဲ့လူငယ်ကျယ်ဝင့်လာမင်းရမဲအောင်ကြောင့်ပြောထားတာလေးတစ်ခုရှိတယ် YouTube interview တစ်ခုမှာပါอืม အဲ့ဒီ interview မှာကသူကမေးခွန်းတစ်ခုမေးတယ်လေအေးလာမင်းရမယ်လဲတွဲကစားချင်သလားဆိုပြောဟုတ်ကဲ့ရမယ်ကအခုမှအသက်၁၆ခုနှစ်ပဲရှိသေးတာဒါပေမဲ့ Spain အသင်းနဲ့ Euro 2024မှာအတော်လေးချေဆွမ်းကြခဲ့တယ်လေကမ္ဘာပေါ်လုံးမှာအခုစီးလုရှာဆိုရအကောင်းဆုံးလူငယ်တယောက်ဖြစ်နေပြီဟုတ်ကဲ့ဆိုတော့ Rashford ကဘယ်လိုဖြစ်လဲဆိုတော့လေတော်တော်တက်တိုးပဲဟုတ်ကဲ့လေဟုတ်ကဲ့ပြီးတော့သူဆက်ပြောတာကကမ္ဘာပေါ်ကလူတိုင်းကအကောင်းဆုံးကစားသမားအနေနဲ့တွဲကစားချင်ကြတာပဲလေအဲ့တော့ ဖြစ်လာမလားစောင့်ကြည့်ရမှာပေါ့ဆိုပြီးပြောသွားတယ်။အဲနင်းနေတော့ထူးခြားတယ်ဗျ။သူ့လိုကစားသမားတယောက်စီကဒီလိုမှတ်ချက်မျိုးထွက်လာတာ။ဟုတ်တယ်အဲစိတ်ဝင်စားဖို့ကောင်းတဲ့ချက်ပဲ။ဆိုတော့ရမောကကညတော်မှန်ကစားသမားအရှိန်နဲ့တိုးတက်နေတဲ့လူငယ်လေးပေါ့နော်။ဟုတ်ကဲ့။ Rushford အချင်းကြီးကတော့อืมသူ့ရဲ့ club အသင်းအနာဂတ်နဲ့ပတ်သက်ပြီးနည်းနည်းမရေရာမှုတွေရှိနေတဲ့အချိန် လာမဲလိုက်ရတဲ့ကြိုးလေးချင်းခင်ပြောင်းမရှင်းခင်သူ့အနေထားကိုရှင်းရှင်းလင်းလင်းသိချင်နေတဲ့အချိန်မျိုးမှာဒီလိုပြောလိုက်တာလေအဲ့ဒီမရေရာဘူးဆိုတာကိုနင်းနေတော့ထပ်ပြောပြပါလားဘာဘာကြောင့်သူ့အနေခါကတိတ်မသေးချာသလိုဖြစ်နေရတာလဲအဓိကကတော့သူ့ရဲ့ခြေစွမ်းပိုင်းပေါ့လေပြီးခဲ့တဲ့ရာသီနေမှာနည်းနည်းအတက်အကျရှိခဲ့တယ်ပြီးတော့ဟိုလင်း မန်နေဂျာရဲ့နီးစနစ်ပိုင်းဆိုင်ရာအစီအစဉ်တွေမှာ तू ဘလော့အောင်ဝင်မလဲဆိုတဲ့မေးခွန်းတွေလည်းနည်းနည်းရှိနေတော့ဗော။အင်း။အဲဒါကြောင့်သူ့ရဲ့ United ကာလရှေအနာဂတ်ကတိတ်မတေချာဘူးဆိုတဲ့သုံးသပ်ချက်တွေရှိနေချိန်မှာဗော။အဲ့ဒီလိုခြေမျိုးမှာဒီစကားကထွက်လာတာ။ဆိုတော့ဒါကိုဘလော့ဒီပေဖွင့်လို့ရမှာဗျာ။တကယ်ပဲတခြားသင်းကတောက်ဖာလာတဲ့လူငယ်လေးကို လေးစားလို့ပြောတာလား။ဒါမှမဟုတ်တခြားတခြားရွယ်ချက်များရှိနေမလား။အင်းအမြင်နှမျိုးတော့တစင်းစားလို့ရတာဗော။ တဖက်မှာတော့ဟုတ်ပါတယ်။ရာမန်လိုအရေးချင်းရှိတဲ့ကစားသမားကို professional တယောက်အနေနဲ့လေးစားကြုံပြတာဖြစ်နိုင်တယ်။ဟုတ်ကဲ့။တမန်တယ်လေဒီလိုပွန်းပွန်းလင်းလင်းကြီးတွဲကစားစင်တယ်လို့ပြောတာကထာမန်းမဟုတ်ဘူးပေါ့လို့။အထူးသဖြင့်သူ့ရဲ့ club ထဲကအနေထားမတည်နေတဲ့အခြေအနေတိုက်ဆိုင်နေတော့။ဟုတ်ကဲ့။ဒါကသူ့ရဲ့လက်ရှိအသင်းကိုတွဲဝိုက်ပြီးဖျားပေးတာမျိုးလား။ဆိုလိုတာကအသေးရီမန်ချက်တီပုံမြင့်ပို့လို့ရဆိုတာမျိုးပေါ့တမမွင့်တခြားထိုက်တန်းကလပ်တွေကိုသူပြောင်းဖို့စိတ်ဝင်စားကြအောင်အချက်ပြလိုက်တာလားအဲ့လိုတွေ့ရခက်လာစေတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ စိတ်ဝင်စားစရာပဲအဲ့ဒီအချိန်ကလည်း United ရဲ့ယာတီဂျိုပင်စင်မှုတွေနီးလာပြီလေသူတို့ Sweden သွားမယ် American သွားမယ်ဟုတ်တယ်ပေါင်းမ West Ham Everton တို့နဲ့ချိန်ဆဖို့ရှိတယ်အဲ့ဒီလိုအချိန်မတိုင်ခင်သူ့အနာဂတ်ရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုနေချိန်မှာဒီလိုပြောလိုက်တာဆိုတော့ပို့ပြီးတော့အတိတ်ပဲရှိသွားစေတာဗောအတိအကြပဲလေအတွေ့အကြုံရှိရဲ့ကစားသမားတယောက်ကအထူးသဖြင့်တခြားအတင်းက ပြိုင်ဘတ်ဖြစ်နိုင်ခဲ့ထိတ်တန်းကလပ်တစ်ခုကလူငယ်ကျပ်ပွင့်တယောက်ကိုဒီလိုတရားဝင်နေပါခြေကျူးပြီးတော့တွဲကစားကျင်တယ်လို့ထုတ်ပြောတာကဘောလုံးလောကမှာတိတ်မတွေ့ရတဲ့ဘူးဟုတ်ပါတယ်ဒါကကစားသမားရဲ့စိတ်ဆန္ဒကိုပြတာလည်းဖြစ်နိုင်တယ်လို့အပြောင်းအရွေဆဲကွက်ထဲမှာဖြစ်လာနိုင်ခြေတွေအတွက်ခေါင်းစဉ်တစ်ခုဖြစ်လာစေတာပေါ့လေဒါဆိုရင်အနစ်ချုပ်အနေနဲ့ပြန်ကြည့်ရရင်လက်ရှိအတင်းမှာအနာဂတ်မရင်မရဖြစ်နေတဲ့အချိန်မှာအတွေ့အကြုံရှိတဲ့ကစားသမား Marcus Rashford က အနာဂတ်မှာအလားအလာကောင်းလွန်ကျယ်ပွင့်တရာဖြစ်လာနိုင်တယ်။လာမင်ရမင်းနဲ့တွဲကစားခြင်းတဲ့ဆန္ဒကိုပွင့်ပွင့်လင်းလင်းပြောလိုက်တာပေါ့။ဟုတ်ပါတယ်။အဲ့ဒီမှာကျမတို့ဆက်ပြီးအစင်းသားစရာဘာလဲဆိုတော့ဒီလိုပြောလိုက်တာ ကစားသမားတယောက်ရဲ့ရီမန်းချက်ကိုဘလောက်ထိပြနေတာလဲဆိုတာပဲ။ဟုတ်ကဲ့။ဒါရိုးရိုးသားသားလေးစားလို့ချီးကျူးလိုက်တာလား။ဒါမှမဟုတ်သူ့ရဲ့ကစားသမားဘူကရှေ့ဆန်းရမယ်လမ်းကြောင်းနဲ့ပတ်သက်ပြီးပိုပြီးနန်းနန်းနဲ့အေးအေးအောင်တစ်ခုခုပေးနေတာလား။အဲ့ဒါကစိတ်ဝင်စားစရာပဲ။ သူရဲ့လက်ရှိအတင်းတွင်ချင်းလင်းနဲ့ယင်ကြည့်လိုက်ရင်ဒီမှတ်ချက်ရဲ့နောက်ကွယ်ကအိဗယ်ကပါများဖြစ်နိုင်မလဲဆိုတာကတော့ဟုတ်ကဲ့ဟုတ်ပါတယ်ဆက်ပြီးတော့ဆောင်ကြည့်ရမယ်အကြောင်းအရာတစ်ခုဖြစ်နေတာပေါ့